နောက်တစ်ခုဇာလန်းတစ်ခုမှကြည့်အောင်ဘုရားလောင်းကအဲ့ဒီတော့ကမြောက်အုပ်နဲ့နေတာစင်နေမြောက်တယ်တိရိစ္ဆာန်တွေမှလည်းပဲသူတို့ကအသင်းနဲ့အဖွဲ့နဲ့နေကြလည်းရှိတယ်နေပြီဆိုလို့ရှင်ခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ကဇန်တဲ့ပုဂ္ဂိုလ်ကိုကာကွယ်ပေးရတယ်ဒါထုံးစံနော်သူတို့အားကိုးပြီးတော့အကြီးခဲထားတာအဲ့တော့အကြီးခဲထားတဲ့လူကကိုလူယုံပြီးတော့မသွားရအောင် ူနောက်ကသူ့ရဲ့ငယ်သားတွေရဲ့အသက်ကိုကတ်ကတဲ့ရခုကနေ့ခင်မှာဟိုဥပဒေတစ်ခုရှိတယ်ဆိုတာကြားဖို့တယ်ဟုတ်တယ်မဟုတ်ဘူးကတော့ဒါကတော့ကိုယ်ကိုယ်တိုင်တော့မဖတ်ဘူးပေါ့ပင်လယ်ထဲမှာတင်မောတစုံတရာဖြစ်ပြီးဆိုတဲ့အခါကက်တိန်ကတင်မောကခွာရင် तू နောက်ဆုံးမှခွာရတယ်ဂျန်လက်လူတွေကိုအရင်ကက်တင်ပေးရတယ် နောက်ဆုံးအချိန်မှကက်တိန်ကတင်မောင်ကိုခေါ်ရမယ်ဒီဥရီရှိတယ်လို့ကြားဘူးတာပြောတာနော်ဒါခေါင်းဆောင်ရဲ့သဘောတခုပြောတာခေါင်းဆောင်ဟာအလုံးကက်တင်ပြီးမှသာသူကသွားရမယ်ခေါင်းဆောင်ကအရင်လက်ထက်သွားလို့မရဘူးအဲ့ဒါကြတော့ခေါင်းရှောင်လို့ခေါ်တယ်ခေါင်းဆောင်မဟုတ်ဘူးအဲ့တော့ဘုရားလောင်းကမြောက်မင်းဖြစ်တဲ့အချိန်မြောက်အုပ်ထဲမှာခေါင်းဆောင်နဲ့မြောက်ဖြစ်တယ်မြောက်ဖြစ်တော့ တရက်တော့အဲ့ဒီညောက်တည်းဟာအတိအသေးတဲ့တပင်တပင်မှာအကုန်လုံးတက်ပြီးတော့အပင်ကြီးမှာတက်ပြီးစားကြတယ်အဲ့ဒီအပင်ကြီးကလည်းချောင်းကဘာလေးမှာရှိတယ်ပေါ့ရွာထဲကလူတွေကလည်းဒီညောက်အုပ်ကြီးကိုအမြင်ကပ်နေတာညမြောင်းအုပ်ကြီးလာတဲ့အချိန်မှာလူတွေကအဲ့ဒီတပင်ကိုဝိုင်းထားလိုက်တယ်ထပ်ပေါက်မရှိတော့ ွက်ပေါ်မရှိရင်မြောက်တေအကုန်သိမှာပဲလေအလုံးဝိုင်းထားတယ်ထွက်ပြေးဖို့လမ်းမရှိတော့လူအုပ်နဲ့အကုန်ဝိုင်းထားထွက်ပေါက်ကဘယ်မှာရှိတော့ဆိုရင်ချောင်းရဲ့ဟိုဘက်ရောက်ရင်တော့ဒါထွက်ပေါက်ရတယ်အဲ့တော့ဘုရားလောင်းကသူစိတ်ကူးတယ်တို့မြောက်တေတို့ဆွေတွေမျိုးတွေအကုန်လုံးလူတွေရဲ့လက်ထဲမှာအသက်ပြောင်းကြတယ်ငါမကြိုးစားရင်မဖြစ်ဘူးငါကြိုးစားဆိုပြီးသူဘာလုပ်လဲဆို အဲ့ဒီပင်မှာရှိတဲ့ຫນွယ်ຫນွယ်ချိုးကိုသူဖြတ်ဖြတ်ပြီးတဲ့အခါမှာသူကစွမ်းအားပါလားသူကသူယုံကြည်တယ်ຫນွယ်ချိုးတစ်ဖက်ကိုသူခါကိုခြီလိုက်တယ်ဟိုဘက်ຫນွယ်ချိုးစာကိုသူကင်ထားတယ်တစ်ပင်အမြင့်မော်တက်ပြီးတော့ခုံလိုက်တာဟိုဘက်ကန်းကိုသူရောက်တာသူလစ်သွားလို့ရတယ်မလစ်ဘူးຫນွယ်ချိုးဒီဘက်ကကျွတ်တန်းလန်းကိုခါကိုခြီပေးထားတယ်ဟိုဘက် ကြောမမိတမီလေးဖြစ်သွားတယ်။ຫນွယ်ချိုးကလုံလောက်တဲ့အရှိမရတဲ့အခါကျတော့မြောက်ကတစ်ကိုင်းကိုလှမ်းဆွဲမိုံပဲရှိတယ်။ခါနဲ့အကောင်မှာဆက်ပြီးတော့ထားတော့ຫນွယ်ချိုးတန်းတန်းနဲ့ဟိုဘက်လည်းတစ်ကိုင်းကိုဆွဲထား။အဲ့ဒီချိန်မှာသူကအတန်ပေးပြီးတော့မြောက်တွေကိုဒီຫນွယ်ချိုးကနေပြီးဟိုဘက်ကူးခိုင်းတာ။နော်။ဒီလိုကူးခိုင်းတာ။အဲ ထမသူကဒီဘက်ຫນွယ်ချိုးကနေပြီးဟိုဘက်ကူးကြည့်တယ်ကူးကြည့်ပြီးတော့ဟိုဘက်ကအပင်ကိုခြီခဲ့တယ်ခြီပြီးတော့သူကဒီဘက်အပင်ကိုပြန်ခုံကူးလိုက်တယ်နော်ပထမတစ်ချိန်သူခုံလိုက်တာဟိုဘက်လွတ်သွားအဲ့ဒီကຫນွယ်ချိုးဖြတ်ပြီးဒီဘက်ပြန်ခုံလိုက်တဲ့အခါမှာချိုးကနည်းနည်းတူတဲ့အခါတစ်ကိုင်းလေးကိုဆွဲမိုံဝင်မိထားအဲ့ဒီအချိန်မှာမြောက်တေကိုသွားခိုင်းတဲ့သူကသူ့ကြောပေါ်ကဖြတ်သွားတယ်အကောင်အောင်လုံးဖြတ်ခိုင်းတယ် ်ညောင်းအုပ်ကြီးအုပ်လုံး तू ကဘလောက် तू ကစ조사ရတယ်လဲဆိုတော့เนาะ तू လက်နဲ့တင်းတင်းကြီးဆွဲထားတာညောက်တေကတကောင်ပြီးတကောင် तू ပေါ်ကြောပေါ်ကနေဖြတ်ပြီးတော့ဟိုဘက်ကျိုးကနေသွားတယ်ဆိုတော့ညောက်တေရဲ့အလေးချိန်နဲ့ तू ဘလောက်ခံရမှာဆိုတာစဉ်းစားကြည့်ပေါ့ညောက်အုပ်ကြီးဖြတ်သွားပြီးတဲ့နောက်ဆုံးမှာသူ့ပေါ်မှာအမြင်ကပ်နေတဲ့ရညှိုးဖွဲတဲ့ဒေဝရအလောင်းညောက်ကလည်းပါလာသေးတယ်เนาะပါလာတဲ့အခါကျတော့မလုပ်လေလို့ဆိုတော့ तू က အမြင်ကပ်နေတဲ့လူဆိုတော့ဒုက္ခရောက်အောင်လှုပ်တာပဲတရိစ္ဆာန်ဖြစ်တော့လေဒီစိတ်ဓာတ်ကရှိတာခမင်းမြင်မော်တက်ပြီးသူကြောပေါ်မှာဆောင့်ခုံချပြီးတော့ဟောဘက်ကူးသွားတယ်သူကအဲ့တော့ကြောပေါ်ကိုဆောင့်ခုံကူးလိုက်တယ်ဆိုတော့မြောက်ပဲမြောက်ချင်းမော်ကြောပေါ်ကြတယ်ဆိုတော့နာတာပေါ့နော်လူတောင်မှကြောထုနာသေးတာခုခေတ်လူပြောရင်ကြောက်ကက်ခွာသွားတယ်ထမင်းကြောထုခံလိုက်ရတာဟုတ် အဲ့ဒီမှာဒုက္ခရောက်သွားရှာဖះလောင်းအဲ့ဒီချိန်မှာဒီလိုလုံနေတာတွေကိုလူသားတွေကမြင်တဲ့အခါကျအံ့ဩတယ်ပေါ့သူကတော့မလွတ်တော့မလွတ်တော့သူ့ကိုဝိုင်းမေးကြတယ်ဘာဖြစ်လို့ဒီလိုလုံတာလဲကိုယ့်ဟာကိုယ်သွားနိုင်ရင်နဲ့မသွားဘဲနဲ့ဆိုတော့သူကပြောတယ်ငါကသူတို့ရဲ့ခေါင်းဆောင်နဲ့ခေါင်းဆောင်ဆိုတာခေါင်းမရှောင်ရဘူးပေါ့အလုံးအသက်ကနေကတင်ပေးတာတဲ့ အဲ့တဘက်ကကြည့်မယ်ဆိုလို့ရှိရင် तू အနစ်နာခံတယ်လို့ပြောချင်ပြောမှာပေါ့နော်သို့တော့ तू ကလှုပ်တဲ့နာကိုလှုပ်တယ်ခေါင်းဆောင်တွေလှုပ်ရမယ်လုပ်ငန်းကိုလှုပ်တယ်လို့ပဲမြင်တယ်အနစ်နာခံတယ်လို့မမြင်ဘူးအနစ်နာခံတယ်လို့မြင်စိတ်ကတမျိုးဖြစ်အောင်ပါလေအဲ့လိုပဲမြင်ဘူးလှုပ်တဲ့နာလှုပ်တယ်ဖျားလောင်းနေစိတ်ကကအဲ့ဒါလို့ထားတယ်အေးအဲ့ဒါလို့ကက်တင်ခဲ့တာတွေဟာဖျားလောင်းရဲ့ 这个娃的嘛，娘们也壮